ားလုံးမင်္ဂလာပါကျွန်တော်လည်းဗီဒီယိုမျိုးဖြစ်တာကြာပြီဆိုတော့ကျွန်တော်အခုပြန်လာပါပြီဒီနေ့ဗီဒီယိုကတော့ဟာလိုင်းဟာနာဖန်တီရှင်ယိုရှိရှိတို့တက္ကရှိအကြောင်းကိုပြပြပေးတော်မှာဖြစ်ပါတယ်ယိုရှိရှိတို့တက္ကရှိကို1966ဧပြီ29ရက်နေ့ရှင်ဂျိုယာမာကာတာမှာမွေးဖွားခဲ့တာဖြစ်ပါတယ်သူ့အပါဝင်မော်နမ9ယောက်ရှိပြီးသူ့ရဲ့မိသားစုကပေပါရှော့တစ်ခုကိုပိုင်ဆိုင်ထားပါတယ်ငငယ်လေးကတည်းကပျော်ပျော်နေတဲ့သူဖြစ်ပြီးမူလတန်းကျောင်းအရွယ်မှာပဲမန်ဂါကိုနှစ်သက်သူတူဦးပြီးပြီးမန်ဂါဆဆွဲတက်နေပါပြီသူ့အထက်တန်းကျောင်းအရွယ်ရောက်တော့အနုပညာ class တစ်ခုမှာမန်ဂါကိုဆွဲဖို့ဆုံးဖြတ်ချက်ချခဲ့ပြီး story line နဲ့ plot တွေကိုစားလုပ်နေပြီဖြစ်ပါတယ်ကျွန်တော်စိတ်ကလေးအဲ့ဒီအချိန်တုန်းကမန်ဂါကိုစ ီးရွက်ဆဆွဲနေပြီဖြစ်ပြီးနောက်ပိုင်းကျမှအိုက်ဒီယာတွေရလာတဲ့ထင်ပါတယ်ဒီလိုနဲ့သူအထက်တန်းကျောင်းအောင်ခဲ့ပြီး1984မှာကောလိပ်စတက်ခဲ့ပါတယ်အဲ့ဒီချိန်တုန်းကရမကတာယူနီဗာစီတီမှာသူငငယ်လေးကတည်းကဖြစ်ရှင်ခဲ့တဲ့ကျောင်းဆရာတယောက်ဖြစ်အောင်သင်ကြားနေရင်ဝါဇနာရမန်ဂါဆက်လက်ရေးဆွဲနေပြီးသူ့ဘဝမှာမန်ဂါရေးဆွဲတဲ့အလုပ်ကိုမိန်ကရီယာအဖြစ်လုပ်မယ်လို့တော့ပလန်မဆွဲခဲ့ပါဘူးတနစ်ကျောင်းကျိုးသက်ခဲ့ပြီးရနောက် professional ကျောင်းဆရာတယောက်ဖြစ်ခဲ့ပြီးအရာအလုံးနဲ့ဆင်ပြေနေခဲ့ပါတယ်အဲ့ဒီလိုနဲ့ယူရှီဟီရိုကနောက်မျိုးဆက်သက်တွေကိုပညာသင်ပေးမဲ့အိမ်မက်အကောင့်နဲ့ဖော်နိုင်ပြီးလို့တွေးနေတဲ့အချိန်မှာပဲသူ့ရဲ့ဘဝကိုအရာတစ်ခုကပြင်းပြင်းထန်ထန်ရိုက်ချလိုက်ပါတယ်အဲ့ဒီအရာကသူ့ ထမအဦးဆုံးစာတင်ဖို့လုပ်နေတဲ့အချိန်ဒါတလုံးမဲ့အာရုံစွတ်စိုက်မှုတွေကသူ့ကိုစက်ကြည့်နေတဲ့အချိန်သူ့ဘဝမှာတစ်ခါမှမဖြစ်ဘူးတဲ့တိတ်ဆိတ်မှုစိုးရိမ်ပူပန်မှုထိတ်လန့်မှုတွေကြောင့်အယုံပိတ်ကျင်နေဖြစ်ပေါ်လာပါတယ်အဲ့ဒီအချိန်ရူရှင်ရှီတို့တိလိုက်ရတာကသူ့ဘဝတရံတစ်လျှောက်မှာညှော်မှန်းခဲ့ရတဲ့အိမ်မက်ကရက်တန့်သွားပြီးဘဝတစ်ခုလုံးအထောက်ခဲ့ရတဲ့ကြိုးစားမှုတွေကလည်းပြောဆုံးသွားပြီလို့ခံစားခဲ့ရပါတယ်သူ့ကိုသူအဲ့ဒီအချိန်မိကုံးထုံးမိလိုက်တာကငါခုဘာလုပ်ရမလဲဆိုပြီးမေးနေတဲ့အချိန်သူ့ရဲ့ကောင်းတဲ့ဘာမန်ကာအာတစ်ဖြစ်ချင်တယ်လို့ပေါ်လာပါတယ်1986ကိုရောက်တော့သူ့ရဲ့ပထမဆုံးမန်ကာဖြစ်တဲ့ဆင်းဆင်းတူရှိရှိတာမန်ကာကိုဖန်တီးခဲ့ပါတယ်ဟာတာမန်ကာအတူလေးဖြစ်ပြီးအထက်တန်းကျောင်းမှာဆရာမတယောက်ကကို ဝင်ဆောင်မိထွက်သွားတဲ့အခါအရက်ပူပူကြောက်စက်တယောက်ကအစားတော့ဝင်တင်ပြရတဲ့မန်ငါဖြစ်ပါတယ်ဂျူရှီဟီရိုကထူချာပြီးမှတ်မိလို့တဲ့ဇလန်းတွေကိုဖန်တီးနိုင်တယ်ဆိုတာဒီညမှာသိတာစီပါတယ်အဲ့ဒီလိုထူးချွတ်မှုတွေကြောင့် Hoster Award ဆုကိုချီးမြှင့်ခံခဲ့ရပါတယ်သူရဲ့ဒုတိယမန်ငါဖြစ်တဲ့ Diadon Mituki အမန်ငါအတိုးလေးကိုဖန်တီးခဲ့ပါတယ်အဲ့ဒီမန်ငါရဲ့ကာရီယာဒီဇိုင်းတွေကအရင်ကောင်းလွန်းလို့နောက်ထပ် Hoster Award ဆုကိုထပ်ပြီးချီးမြှင့်ခံခဲ့ရပါတယ်ဂျူရှီဟီရိုကတဆူကအဝတ်ဆုကိုရဖို့အတွက် Battle Beast Street မန်ငါကိုဖန်တီးခဲ့ပါတယ်အဲ့ဒီမန်ငါကလည်း Panel Floor တွေကအရင်ကောင်းလွန်းလို့တဆူကအဝတ်ဆုကိုရခဲ့ပါတယ်မန်ငါရဲ့နှစ်ဖျားလို့တော့ခေါ်ဒီဇိုင်းခံခဲ့ရတဲ့ဦးစားမှု တစုကကိုရိုင်ကယိုရှိဟီရိုတကာရှိရဲ့ဘတ်တိုဘီစတိတ်မန်ကာကိုဟာတာကအရန်ကောင်းပြီးအက်ဒီဇိုင်းတွေကအရန်လှတယ်လို့မှတ်ချက်ပေးတာခံခဲ့ရပါတယ်ဒီလိုနဲ့နေတိုင်းနေတိုင်းမန်ကာအတော်လေးတွေဖန်ပြီးခဲ့ပြီးရွှေရှာမဂဇင်းမှာထုတ်ဝေခဲ့ပါတယ်ဒီနေရာမှာတစ်ခုရှင်းပြရှင်းပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကြီးကြည့်တဲ့သူဆိုသိကြမှာပါရွှေရှာဆိုတဲ့မဂဇင်းကအသက်၁၈နှစ်အထက်လူငယ်တွေကိုတက်ကတ်ထားတဲ့မဂဇင်းဖြစ်ပြီးရှွန်နန်ဂျက်ဆိုတာကအသက်၁၈နှစ်အောက်လူငယ်တွေကိုတက်ကတ်ထားတဲ့မဂဇင်းဖြစ်ပါတယ်ဥပမာအထောက်အထိုက်တဲ့မန်ကာကရွှေရှာမဂဇင်းမှာထုတ်ဝေခဲ့တာဖြစ်ပြီး Dragon Ball One Piece Naruto Bridge စတဲ့မန်ကာတွေကရှွန်ဂျက်မဂဇင်းမှာထုတ်ဝေခဲ့တာဖြစ်ပါတယ် ယူရှိရိုရဲ့အောင်မြင်မှုတွေကရှင်လွန်ချက်မကင်စေးမှာ serial light အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဖန်ဖန်အနေနဲ့ယူရှိရိုရဲ့ editor ကတိုရှီမူဆာတာကာဟာရှိဖြစ်ပါတယ်။သူက Dragon Ball, Naruto, One Piece စတဲ့ series တွေကို support ပေးတဲ့ရှင်လွန်ချက်တရမမြောက် editor ချုပ်လည်းဖြစ်ပါတယ်။ဒီလိုနဲ့သူပုံမှန်မန်ကာတွေရေးဆွဲနေရင်ထဆုကအဝတ်စုနဲ့ ရှုကာကုကမန်ကာအဝတ်စုကိုလည်းရခဲ့တော့ပပလီရှာတွေရဲ့အာယုံဆိုင်ခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီချိန်ကာလတွေမှာယူရှိရှိတို့ကအချိန်တိုတွင်မန်ကာတွေအများကြီးဖန်နေခဲ့ပြီးစုတွေလည်းအများကြီးရခဲ့ပါတယ်။ဒီလိုအချိန်တိုတွင်မန်ကာတွေအများကြီးကိုဖန်နေနိုင်တဲ့စွမ်းရည်ကိုဟနာယဟနာမန်ကာမှာလည်းလုံနိုင်ကောင်းမှာပဲလို့ဖန်နေအများစုကဆူတောင်းခဲ့ပါသေးတယ်။သူ့အနေနဲ့တိုတိုနဲ့ထိရောက်တဲ့မန်ကာအတူလေးတွေကိုဖန်ပြီးရင်အသက်မွေးမွေးကြောင်းအဖြစ်ရည်တည်နိုင်တာကိုနားလည်ခဲ့ပါတယ်။သူကောလိပ်နောက်ဆုံးနှစ်ကိုရောက်တော့ရှုနှံချက်အဒီတာတဦးစီကနေတိုကျုံမြို့ကိုပြောင်းရွှေ့ပြီးမန်ကာရေးဆွဲဖို့အတွက်ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။1988မှာပွဲရခဲ့ပြီးတော့ကျောင်းဆရာလုပ်ကိုဆွလွန်ခဲ့ပြီးမန်ကာရေးဆွဲတဲ့ ုပ်ကိုအချိန်ပြည့်လွတ်ကင်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အဲ့ဒီအချိန်မှာကတဲ့ကယိုရှိရှိတို့ကမန်ဂါလောကမှာနာမည်တစ်ခုရနိုင်ပြီဖြစ်ပြီးရှူရှာမဂဇင်းကုမ္ပဏီမှာလဲလွတ်နေပြီဖြစ်ပါတယ်။နောက်ပိုင်းမှာ I Not Free of the War ဟာတာမန်ဂါအတိုလေးတွေကိုဖန်တီးခဲ့ပြီး1989မှာလူသားနဲ့နတ်ဆိုမင်းကလေးရဲ့အချစ်ဇလံဖြစ်တဲ့မန်ဂါအရှိကိုဖန်တီးခဲ့ပြီးမှကြားဆုံးခဲ့ပါတယ်။1999ရောက်တော့ယူယူဟာကိုရှူဆိုတဲ့မန်ဂါကိုဖန်တီးခဲ့ပါတယ်။အဲ့ဒီမန်ဂါက copy ပေါင်း90မီလီယံထိရောင်းခဲ့ရပြီးကျောင်းတွင်းအလင်းညများကိုချေခံထားတာဖြစ်ပြီးတော့ကျောင်းနေကလာယိုရှိရှိတို့ရဲ့ကိုပိုင်တွေ့ကြုံကနေသင်သက်လာလာလို့ယူဆလို့ရပါတယ်။အဲ့ဒီမန်ဂါကိုရေးဆွဲနေရင်ယူရှိရှိတို့တက္ကသိုလ်တယောက် ခါနာတာကိုတိတိတတ်တခံစားလိုက်ခဲ့ရပါတယ်ခါနာတာကိုကုသပီးရနောက်မှာယူသားတက်ကောင်ကကဘာမီကိုရောက်လာပြီး baseball ကစားသမားတစ်ယောက်နဲ့အတူတူနေထိုင်နေတဲ့ level E ဆိုတဲ့မန်ဂါကိုဖန်တီးခဲ့ပါတယ်အဲ့ဒီမန်ဂါက2021မှာ anime ဖြစ်ပြန်လာရိုက်ကူးထားပါသေးတယ်1999ကိုရောက်တော့တခြားမန်ဂါ artist တစ်ယောက်ရဲ့ပါတီမှာဆီလာမူဖန်တီးရှင်နာဂိုတာကေဦးချီနဲ့တွေ့ဆုံခဲ့ပါတယ်သူတို့နှစ်ယောက်စကားတွေအပြန်အလှန်ပြောပြီးပါတီပြီးတဲ့နောက်မှာလည်းသူတို့အတူတူဒိတ်ခဲ့ကြပါသေးတယ်အဲ့ဒီလောကနဲ့တမိစားပွားကိုရောက်ခဲ့ပြီး1999စတန်ဝိုင်6ရက်နေ့မှာဆီလာမူဖန်တီးရှင်နာဂိုတာကေဦးချီနဲ့လက်ထပ်ခဲ့ပါတယ်နာဂိုတာကေဦးချီအကြောင်းကိုသိကျင်တဲ့ဆိုလို့ ရှင်ကိုမမရေးသွားပေးပါအောင်ကျွန်တော်သူ့အကြောင်းကိုလုပ်ပေးပါမယ်။နာအိုကိုတကယ်ဦးချင်းနဲ့လက်မထက်ခင်1998မှာတကာပါလုံးကိုအကြိုက်တွေ့စင်မှာဟန်နာအိဟန်နာမန်ကာကိုဖန်တီးခဲ့ပါတယ်။ဟန်နာအိဟန်နာက copy ပေါင်း84 million အထိရောင်းခဲ့ရပြီးယိုရှိရှိရတကာရှိတယောက်လည်း genius manga artist တယောက်ဖြစ်သမရင်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ကလေး2ယောက်ရခဲ့ပြီးယောက်ျားလေးလားမိန်းကလေးလားဆိုတာမသိရတလို့အဲ့ဒီကလေး2ယောက်ရနာမည်ကိုလည်း public ကိုမချပြပဲနေခဲ့ပါတယ်။ကဲဒီ video လေးကတော့ဒီလောက်ပါပဲ။နောက်ပိုင်းမှာကျွန်တော် manga artist video တွေကို consistent ဖြစ်ဖြစ်တင်ပေးပါမယ်။ထောက်မှတ်ပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်။အခုကြည့်နေတဲ့သူတွေအနေနဲ့ ည်းလှုပ်စိတ်ကျင်တဲ့ manga artist တွေအကြောင်းရှိရင်လည်းကိုမမရေးသွားပေးပါဦးကျွန်တော်အစီအပြင်လုပ်ပေးသွားပါမယ်ပေါ်တက်ကရပုဂ္ဂိုလ်ပီကိုခွေတာအကြောင်းလုပ်ပေးပါလို့ overflow ခွေတာအကြောင်းလုပ်ပေးပါလို့တော့လာမပြောပါနဲ့ကျွန်တော်တစ်ခါတည်းတန်းပြီးတော့ဘန်းပြပါလိမ့်မယ်ဒီ video ကိုကြည့်နေတဲ့ comment နဲ့ share လေးနဲ့ကူညီပေးသွားကြပါဦးနောက် video ကြရင်ပြန်တွေ့ပါမယ်